တော်များမည်သည်အင်းဥက္ကဏ၌ကျုံကျုံကလေးပစ္စတုကဖျားကိုကြီးညိုလျက်နေလေ၏တို့ကြီးညိုရင်တင်၍ထားသောဘဝနှင့် မကြာခဏမျက်နာကိုတုတ်လေ၏တို့နေကိုက်တွင်ခြေတံမကြရအောင်တက်၍လာပြီးခြေရင်ကမ်းဘက်ရှိခုံနှန်းလျက်ပေါ်မှထိုင်လျက်တော်များမည်ကိုကြည့်၍နေသော သူ၏မျက်နာမှာစေနာတနာကယုဏပွားခြင်း တန်တန်အတွင်သည်အယုတ်ရေး၍ပြသလိုထင်ပေါ်၍နေလေ၏ တော်မြမယ်သည်ဖျားရှိခိုးဥချ၍ပြီးသည်နောက်ဟားငယ်သောအမိုးရာနှင့်မိမိပြေဖြူသော ကိုယ်ခန္ဓာကိုတည်ယူကထားရင်းဥအသည်အတွင်မှထွက်၍လာသောဟီးချသည်နှင့်ညီးလိုက်လေ၏ထို့နောက်တဖန်ဖဲဘဝအစွန်းနှင့်မျက်ရည်ကိုတုံရင်အမြအမြအကိုကြံပေါ်ရဲ့အမြယူပါကျေးဇူးရှင်တူတိတာနတ်သားကြီးရဲ့မျော်လို့သာနေပြီတော့မြန်မြန်ကြီးကျုပ်လိုက်ခဲ့ပါမယ်အမလီ တရဘူးဘယ်တော့မှအေးပါမတော့စသဖြင့်တောက်တီးညင်းညူရာမှစောင့်ရွေနေတော့ဧည့်သည်မြင်လျင်အပူရုပ်ကိုပြုပြင်ရန်မကြိုးစားပဲ။အော်ကိုမြတ်သိမ်းပါကလား။ရှောင်းနေတာတော့ကြပြီလား။ဟုမေရင်ချီနဲ့ရင်းရိုင်သောအမူအရာနဲ့ပကြီးဆရာကိုမြတ်သိန်းဤအပါသို့ ရောက်ရွေ့သွားပြီးကလထိုင်ဟောင်းကြီးတစ်ခုကိုဆွဲယူ၍ထိုင်လေ၏။ခုတင်မှာပဲကျောင်းမရဲ့ ကိုသားမောင်ညားကလာပြောတယ်။ဒါကြောင့်အိယာကနုံနုံချင်းဒါခဲ့တာပဲ။တောကဆိုတာလူမရင်တွေ့ကြရစမြဲပဲအကြောင်းမှရဲ့။အဘူကိုအင်မတန်ကြီးလဲအလိုမလိုက်နဲ့။သွားလေသူ ပြန်လာတော့မှမဟုတ်ဘူး။စိတ်ထောင်းကိုကြည့်တဲ့။ကျမ်းမအောင်စိတ်ကိုယ်သာကောင်းကောင်းထားပြီးတော့ကြောင်းမှဟုဂျင်နာစွာပြောလေ၏။ကိုမြတ်သိန်း၏စကားသည်တုတ်၍ထသောမျက်ရည်၏တမန်ကိုတရွင်းနှင့်ဖြိုလိုက်သလိုဖြစ်လေ၏။ကျောင်းမတော်မြတ်မေ၏မျက်လုံးများသည် ဝေရှန်သောစမ်းအိမ်ပမာမျက်ရည်တွေကျိုးပေါက်၍ကျလာသည်ဖြင့်တဖန်ဘဝနှင့်တုတ်ခါအမလေးဘလို့ဖြေလို့မှပြေနိုင်မဲ့အဘူးမဟုတ်ပါဘူးကိုမြတ်သိရဲ့တရားမသိလို့လည်းမဟုတ်ပါဘူးလူရန်ခဲ့တာတွေလည်းများပါရဲ့ဒီအဘူးမှာတော့တရားမရနိုင်အောင် ရှိတာပါပဲအမေသေးလို့ပူရတာနဲ့မတူအဖေသေးလို့ပူတာနဲ့လည်းမတူသားချင်းပေါက်ဖော်တွေလည်းတေခက်လာပါပြီကိုမြတ်သိရဲ့အခုလို့ကျမတခါမှမပူဘူးပါဘူး ူကျေးဇူးတွေကများလွန်းလို့မတွေးဘဲမနေနိုင် တွေးလိုက်ရင်လည်းဖြေမရကျမဖြင့်ဒီအပူနဲ့တေးရလိမ့်မယ်ထင်တာပဲအင်း